ကျွန်တော်ဒီကြောက်လေးကို10သိန်းပေါ့ဗျာ10သိန်းကိုပွင့်5000နဲ့ကျွန်တော်တက်ရပါဗျာကြောက်ကတော့ကျွန်တော်တို့ weight ပါတယ်ဗျာ weight ပါအောင်မှာအထက်မှာအနေချင်းပဲကျွန်တော်တို့ဖြတ်တော့ရောမှာပေါ့ဗျာ weight ကတော့များတယ်ပေါ့ဗျာဟိုးရင်တော့ကြောက်လို့ပုံမှန်မျိုးဖြစ်နေတယ်ကြောက်ကနုခံနေဟုတ်ကြောက်ကနုခံပေါ့ဗျာတကယ်တမ်းကြီးနုခံဒါပေမဲ့အဲဂျားလေးတွေကမှအစီရတော်ရောက်တယ်ဗျာနုခံနေအစီရောက်တာပေါ့ဗျာတော့မက်လဲကောင်းတာပေါ့ဗျာကြာပြီဗျအဲကျွန်တော်ဖြတ်ပြီးရောတစ္ဆတ်တစားကိုယူပြီးဖြတ်တော့တဲ့ချိန်မှာကျွန်တော်ကြည့်ပေါ့ဗျာဒီမဲ့အစီက ချက်စကြောက်သားတော်တော်ပါတယ်ဗျအစီရငိမ့်နေငိမ့်နေပေါ့ဗျာပြောမယ်ဆိုရင်အတခံနုပုံလေးပဲနုကန်လေးပဲနည်းနည်းပါတာနုကန်ဆိုပေမဲ့တခြားကြည့်ရင်တော့ချက်စကြောက်သားတော်တော်ပြည့်တယ်ဗျအဲဒီကောင်လေးကိုကျွန်တော်ကအပွင့်လေးကြီးဆန်းလိုက်ပါဘောဗျအတက်ကလေးအတက်ကလေးအအနာလေးရနဲ့လိုက်ဖျက်ပေါ့ဗျာဖျက်တော့ပြီးကျွန်တော်အပွင့်လေးထုံပါဘောဗျာအစီသားကတော့လှတယ်ဗျအဲကျွန်တော်ဒီအတက်လေးတွေကနေကျွန်တော်ကျွန်တော်တက်ကိုမှတ်အရင်ဆန်းပါဘောဗျာ မှတ်ရင်ဆမ်းမှာဈေးကွက်တော့မထိုးဘူးပြကျွန်တော်မှတ်ဘလောက်ထိတက်လဲကာလာဘလောက်ထိလာလဲပေါ့ကြောက်ဘလောက်ထိငိန်လဲဆိုတဲ့ပုံပေါ်ကိုကြည့်ပြီးတော့ကျွန်တော်ဘလို့ဖြတ်ရမယ်ဘလို့တောက်ရမယ်ဆိုတော့ကြည့်မှာပေါ့ဗျာအဲကျွန်တော်ဒီကနေအပွင့်လေးတွေကိုဖြတ်တာပြအဲအစီသားလေးရောလာတယ်ဗျာကာလာကဖက်ကူးလည်းမရောက်ပေါ့ဗျာကာလာကာလာရေးရေးလေးပေါ့အဖြူထဲမှာကာလာရေးရေးလေးဝင်တဲ့ပုံစံမျိုးပြအစီသားတော့လာရပြအဲအကောင်လေးကိုကျွန်တော်ကဒါလေးကတော့မဆန်းတော့ပေါ့ဗျာမဆန်းတော့ကြောက်ရွံ့ကတော့ပေါက်နေဗျာစာလေးတွေကို ပြချပြန်လိုက်တာပေါ့ဗျာပြန်လိုက်တာဆိုအစီလေးလာရပေါ့ဗျာရှေးကြောက်လည်းဖြစ်တော့မော်လည်းကောင်းတော့အဲ့နဲ့ကျွန်တော်တစ္ဆာတွေတစ္ဆာတွေကိုကျွန်တော်ကတဘာချင်းတဘာချင်းလွှာတာဗျာတဘာချင်းတဘာချင်းလွှာချပြီးတော့အနာကိုလိုက်တာဗျာဘယ်လိုလိုက်လို့ရမလဲအပွင့်သေးလိုက်လို့ရမလားအပွင့်ကြီးလိုက်လို့ရမလားကြည့်ရပေါ့သူကတဘာချင်းလွှာလိုက်လေသူထဲမှာပါတယ်မောက်သားကပွင့်သွားတာဗျာအဲကျွန်တော်ပွင့်လေးထုတ်ထုတ်ပြီးတော့တဲ့အရွယ်လေးလည်းထွက်တယ်ဗျာကြောက်ကအရွယ်လေးထွက်တော့ကျွန်တော်ပုံလေးကိုပုံချမ်းရိုက်ပေါ့ဗျာအရွယ်လေးထဲတော့ပုံချမ်းရိုက်တာပေါ့ဗျာ အဒီကောင်လေးရေပြောရမယ်ဆိုရွယ်ရဲ့ဒီကောင်နဲ့မောက်သားတွေဗျမောက်သားတောင်ကျွန်တော်တို့အပွင့်ဖြက်လို့ရပါဘူးသူကခွန်ကတ်မှာပါတဲ့အစီရပူပြီးရောကာလာပူလာတယ်ဒီကောင်ကမောက်သားတွေကျွန်တော်ဖြက်ပြီးတော့တွေးထားဗျဒီကောင်ရဲ့အာနေဂျာကကြောင်မျိုးနူးတော့ကြတော့ကျွန်တော်တို့ဒီမှာဗျကြောင်မွေးလေးတွေထားတာဗျအဲကြောင်မွေးလေးထားပါဗျဝါကြတော်တော်ဆွဲယူရတယ်ဗျကျွန်တော်လင်းကားတဲ့ပြူးချင်းလဲဆွဲရပါဗျကြောင်မွေးထားတော့ဝါလဲတော်တော်တိုက်ရတာပါဗျအဲရောင်တက်အောင်တော်တော်တိုက်ရတယ်ကြောင်မွေးလေးရကျန်တယ်လို့ကျွန်တော်အာနေ၄၅တန်ဗျူးဆွဲ ဝါလေးကိုတခြားဆွဲပြီးအယောင်တခြားပြီးပြီးရောတန်ချင်းပြန်လိုက်တာပေါ့ဗျာအယောင်တန်ချင်းပြန်လိုက်ခါလေးတွေမှာသူကကြောင်မွေးထားတော့ကြတော့ခါလေးတွေမှာကြံတဲ့တကြောင်မွေးလေးတွေအဲတခြားလေးတန်ချင်းပြန်လိုက်ပြန်ကြည့်ပေါ့ဗျာပြန်ကြည့်ပြီးတခြားပြန်လိုက်အယောင်မကြိုက်သေးရင်ပြန်လိုက်ပေါ့ဗျာသူများတော့ဝါအချောက်တိုက်တာဗျာကျွန်တော်ကတော့ရေလေးဝါအဆုတ်တိုက်တာပေါ့ဗျာ အဲဒါကျွန်တော်ဝါတိုက်ပြီးလို့ပြီးသွားတဲ့အနေထားလေးပေါ့ဗျာကြောက်လေးပြမစိုးဘူးဗျာကျွန်တော်ဒီကောင်လေးကိုပွင့်နေရလေးပဲအွယ်လေးထုတ်တာဗျာဒီကောင်လေးကျွန်တော်ရောင်းတော့ကြတော့သုံးပုံတစ်ပုံလောက်ပဲဖြည့်ပြီးဒီကောင်လေးကိုကျွန်တော်ရောင်းတော့ကြသိန်း30နဲ့ကျွန်တော်ရောင်းလိုက်တာဗျာအမင်္ဂလာဖြစ်ပါတယ်ဗျာ